New Sanity မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Elon Musk က Trend ကိုဆွဆဲထားတဲ့ post တွေ social media ပေါ်ကနေဖြန့်လိုက်ပြီးဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ Tamara Trend နဲ့ Elon Musk တို့ကြား online ပေါ်မှာပြင်ထန်တဲ့စကားဆက်ပွဲဖြစ်နေတော့ Elon Musk ကအယူကြီးတဲ့ post အချို့ကို social media ပေါ်ကနေဖြန့်လိုက်ပါရစေ။ Elon Musk ရဲ့အရင်ပွားစရာအကောင်းဆုံး post ကတော့ Trend ဟာကွယ်လွန်သွားပြီဖြစ်တဲ့ငွေကြေးပွဲစားနဲ့ လိမ်မှုဆိုင်ရာပြုမှုကျူးလွန်သူ Jeffrey Epstein ရဲ့ fine ထဲမှာပါဝင်နေရလို့စွပ်စွဲခဲ့တာပါ။ဒါကြောင့်လဲအဲဒီ fine တွေကိုလူသိရှင်ကြားထုတ်ပြန်ခြင်းမရှိသေးတာလို့ Elon Musk ကပြောခဲ့ပါတယ်။ဒီစွပ်စွဲချက်ကို Elon Musk ကစာတမ်းလေးနေကသူ့ရဲ့ social media ပေါ်မှာတင်ခဲ့တာပါ။ဒါပေမဲ့စနေနေ့မနက်ပိုင်းလောက်မှာ Elon Musk ရဲ့ Epstein နဲ့ပတ်သက်တဲ့ post ကပြောင်းသွားပြီး X 30သူတွေက Sorry that post has been deleted ဆိုတဲ့စာသားကိုပဲမြင်ရပါတော့တယ်။ အီလမန်စီရဲ့ post ပြသွားတာဒါတခုတည်းမဟုတ်ပါဘူး။ဂျာရာဗရီနီကတင်ခဲ့တဲ့ triangle ဆွဆဲချက်တင်တင်နေ။သူသမနာ JD Vance ကိုသူ့နေရာမှာအစားထိုးတင်နေဆိုတဲ့ message ကို Elon Musk က yes လို့ပြန်ဖြေထားတဲ့နောက်ထပ် post တခုလည်း explore မှာမမြင်ရတော့ပါဘူး။ဒီ post တွေကိုဖျက်လိုက်ခြင်းဟာ trend နဲ့တစ်ချိန်ကမဟာမိတ်ဖြစ်ခဲ့တဲ့ Elon Musk တို့ကြားကပြင်းထန်တဲ့အငင်းပွားမှုတွေရောကြသွားပြီလို့ယူဆနိုင်ပါတယ်။ Elon Musk ရဲ့မူရင်း post တွေမတိုင်ခင်က trend ကလည်း ဆက်ဆက်ပြောဆိုမှုတွေလုပ်ခဲ့သလို Elon Musk ရဲ့ Space X company နဲ့ပတ်သက်တဲ့အစိုးရရန်မုံငွေနဲ့ကန်ထရိုက်စာချုပ်တွေကိုရုပ်သိမ်းမယ်လို့အချိန်ချခဲ့ပါတယ်။ခုတော့အချိန်တွေကညှိတက်သွားပုံရပါပဲ။ထွန်းက Elon Musk နဲ့ပြန်လည်တင်မြတ်ဖို့အစီအစဉ်မရှိဘူးလို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။တောက်ကြနေညာကသတင်းထောက်တွေကထွန်းကို Elon Musk နဲ့စကားပြောဖို့အစီအစဉ်ရှိသလားလို့မေးတဲ့အခါထွန်းကအခုလိုရှင်းရှင်းလင်းလင်းပြန်ဖြေခဲ့ပါတယ်။ စကားပြောဖို့အစီအစဉ်မရှိပါဘူး။စဉ်းစားမစဉ်းစားထားဘူးလို့ထရန်က Air Force Man လေးပေါ်မှာပြောခဲ့ပါရင်။တကယ်တော့ဒါကိုစိတ်ဝင်စားဘူး။ကျွန်တော်ကတိုင်းမြေအရင်နဲ့ပြဿနာတွေကိုဖြေရှင်းဖို့ပဲစိတ်ဝင်စားတယ်လို့လည်းပြောခဲ့ပါရင်။သတင်းထောက်တယောက်က Elon Musk ကိုလက်ဆောင်ပေးခဲ့တဲ့ Imperial တော့ကိုပြန်ယူဖို့အစီအစဉ်ရှိလားလို့မေးတဲ့အခါထရန်ကပြန်ယူဖို့အစီအစဉ်မရှိဘူးလို့ပြောခဲ့ပါရင်။ကျွန်တော်ပေးပြီးသားပစ္စည်းတွေကိုပြန်မယူတတ်ဘူး။ သူတတော်လေးစူးစားခဲ့တာကိုအတိအမှန်ပြုလို့တော့ကိုပြီးခဲ့တာပါလို့ထိုင်ကသတင်းထောက်တွေကိုပြောခဲ့ပြီးသူရှင်စူပတ်မှုတွေကိုလည်းချီတူခဲ့ပါသေးတယ်။ New York Times သတင်းစာမှာဖော်ပြခဲ့တဲ့ Tesla CEO Elon Musk ဟာ2024ခုနှစ်ရွေးကောက်ပွဲမဲဆွဲစဉ်ကာလတွင်သူနဲ့ဂျိုတူခီသွားစဉ်ကက်တမင်မိုတမျိုး စားရီကိုပုံမှန်သုံးဆခဲ့တယ်လို့ဖော်ပြတဲ့ဆွဆွဲချက်တွေကိုထန်ကကာကွယ်ပြောပါရယ် သူရဲ့မူရဲ့စိတ်သုံးဆမှုပေါ်မှချက်မပေးခြင်းမူသူအခြေအနေဘလို့လဲဆိုတာကျွန်တော်မသိဘူးလို့ထိုင်ကားသတင်း၆တရဲ့ဆိုရင်မရှိလားဆိုရက်မိခွန်းကိုဖြေခဲ့ပါတယ် New York Times ကဤသားထားတဲ့ဆာမတဘကိုဖတ်ရတယ်ကျွန်တော်မြင်မှာတော့တကယ်ကိုမမျှတာဘူးလို့ထင်ရပါတယ်လို့လည်းပြောခဲ့ပါတယ်ဒါကတော့ Trend နဲ့ Elon Musk တို့ရဲ့နောက်ဆုံးအခြေအနေပါဆက်လက်ပြီးတင်ဆက်ပေးချင်တဲ့သတင်းကြောင်းလည်းကတော့ တရားခံစီရင်တိုင်းကလေးတပ်ပုံဖော်ပြမှုမြမလူခွင့်ရေးကော်မရှင်နှုတ်ဆက်နည်းဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။မြမနိုင်ငံမြို့သားလူခွင့်ရေးကော်မရှင်ဥက္ကဋ္ဌဦးပေါ်လင်းစိန်ကရဝန်ထမ်းများ၏ကျောင်းနေရွယ်သားသမီးများပညာသင်စရေးထောက်ပံ့သည့်အကြောင်းသတင်းစာများ၌ဖော်ပြနေခြင်းစစ်ကောင်းစီကဖုံမှုချုပ်ရင်းချုပ်ထွန်းအလုပ်ကြံခရမှုတွင်၆ရက်ရွယ်ကလေးငယ်ကိုပါတရားခံစီရင်ဖမ်းဆီးသွင်းလိုက်ပါတယ်။ပြီးခဲ့တဲ့လမေလ20ရက်နေ့ နနက်ပိုင်းရန်ကုန်မြို့မြန်ကုန်မြို့နယ်နေအင်းရှိပြည်တပ်ခံရသည့်ဗိုလ်မှူးချုပ်ငယ်ချုပ်ထွန်းအောင်ဖြစ်စဉ်ပြီးနှစ်ပတ်ခန့်ကြာစစ်ကောင်စီကတရားခဏ်များဖမ်းမိသည်ဟုဆိုကခြောက်နေရွယ်ကလေးငယ်မလင်လက်ရွှေကိုပါဓာတ်ပုံနဲ့တကွဖော်ပြထားခြင်းဖြစ်ပါသည်ထို့ဖြစ်ရနေပတ်သက်၍ဥပလင်းစိန်ဦးဆောင်သည့်မြန်မာနိုင်ငံမျိုးသားလူခွင့်ရေးကော်မရှင်ကကံကွယ်ရှုံချခြင်းအလျင်မရှိ မတိချိုးကျွန်းပြုနှုတ်ဆိုင်နေတော်လဲဥပဒေပညာရှင်များနဲ့လူခွင့်ရေးတက်ကြလို့ရှာသူများကမူနိုင်ငံတကာနဲ့ပြည်တွင်းတွင်ပြဋ္ဌာန်းထားသည့်ကလေးသင်ငယ်ဆိုင်ရာဥပဒေများကိုချူပေါက်ကျူးလွန်ခြင်းဖြစ်သည်ဟုဝေဖန်ပြောဆိုကြပါသည်လူခွင့်ရေးလှူရှာသူလည်းဖြစ်သည့်ပြည်တွင်းရှိတရားလွတ်တော်ရှင်နေတူက International Convention အရာရောပြည်တွင်းဥပဒေအရရောကလေးသင်ငယ်ဓာတ်ပုံထုတ်လို့မရဘူးသူဘဝအနာဂတ်အတွက်လုပ်လို့မရဘူးကလေးငယ်ဓာတ်ပုံတင်တာ International Convention ကိုချိုးပေါက်တာပဲ ပြည်တွင်းမှာလည်းအရွယ်မရောက်သေးတဲ့ကလေးကိုပြစ်မှုကျူးလွန်ပါတယ်ဆိုပြီးဆွဆဲတယ်ဆိုရင်ကလေးတငယ်အဥပဒေဆိုတာရှိတယ်လို့ပြောဆိုထားပါတယ်2019ခုနှစ်ပြည်အောင်စုလွတ်တော်ဥပဒေအမှတ်20ဤကလေးတငယ်ခွင့်ရများဆိုင်ရာဥပဒေပြဋ္ဌာန်းချက်၌ကလေးတငယ်များကိုစိတ်ပိုင်းဆိုင်ရာထိခိုက်အောင်မတရားဆက်ဆံခြင်းစော်ကားခြင်းအလွဲသုံးခြင်းစိတ်တွင်ကျိတ်မိတ်နေစေအောင်ပြုမှုခြင်းတို့မဟုတ်လျှို့ရှိခြင်းတို့ပါဝင်ပြီးအတိဘယ်မှာ ကလေးတငယ်ကိုအချိန်ချင်းစိတ်ပိုင်းထိခိုက်အောင်ပြုလုပ်မှုကြောက်လန့်စေခြင်းထိတ်လန့်စေခြင်းလူကုန်တိတ်ခါကြဆင်းစီနိုင်သည့်ပုံစံဖြင့်ထိမ့်သိမ်းထားခြင်းစသည့်အချက်များပါဝင်ပါသည်ယခုလိုခြာနေရွယ်ကလေးတငယ်တပုံကိုဖော်ပြလိုက်ခြင်းကကလေးငယ်အတွက်အချိန်ချင်းစိတ်ခံစားမှုဖြစ်စေသလိုကလေးငယ်ကိုဖန်ဆီးထိမ့်သိမ်းရနိုင်လေထိတ်လန့်ကြောက်ရွံ့မှုများကိုဖြစ်စေသောကြောင့် ကလေးတငယ်ခွင့်ရများဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များကိုစကောင်စီကကျူးလွန်ခြင်းများကြောင့်ဥပဒေပညာရှင်များကဖော်ပြထားပါသည်။စီရံမြို့နယ်တရားသူကြီးဒေါ်တင်စာများကတရားနည်းလမ်းမကြဘဲဖန်စီရာနှိမ့်ဆက်တာအကျဉ်းချတဲ့ကိစ္စတွေကဆရာစုမှုတွေပါမယ်။အပြစ်မရှိတဲ့ရပ်သားတွေပေါ်မှာကျူးလွန်တာစစ်ဖြစ်နေစဉ်တော့တွင်စစ်ပွဲနဲ့မသက်ဆိုင်တဲ့လူတွေကို ဖန်စီတာလက်နက်ကန်ပဋိပက္ခရင် ပါဝင်နေသူများ ိုင်းနာကျင့်သုံးရမည့်နိုင်ငံတကာဥပဒေတစ်ခုဖြစ်သောစစ်ပွဲတွင်ပါဝင်ပတ်သက်ခြင်းမရှိသည့်အရသားများကိုအကာအကွယ်ပေးထားသောနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ IHL ကိုချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း၎င်းကပြောပါရင်စစ်ကောင်စီနိုင်ငံတော်ကာကွယ်တက္ကသိုလ်တွင်နိုင်ငံတော်လုံးချုပ်ရင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့အားတင်ကြားပေးနေသည့်ပုံမှုချုပ်ငိမ့်ချွတ်ချွတ်အောင်ကိုပြစ်ခတ်ရှင်လင်းနိုင်ငံအတွက်အချိန်လေးလခန့်ယူပြီးတေချာပြင်ဆင်ခဲ့ကြောင်း မရှင်ဆောင်ရသူအလုံးလုံချုံဘေးကင်းကြောင်း Golden Valley Warriors အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။လက်ရှိစကားစီကတရားခက်များဟုဆိုပြီးထုတ်ပြန်လာသူများမှာ၎င်းတို့အဖွဲ့နှင့်ဆက်ဆက်သက်ဆိုင်သူများမဟုတ်ကြောင်း၊ကြုံရငါစီခဲ့သမျှတက်စီ၊ဘေးတဲဆိုင်ကယ်တက်စီ၊အဝေးပြည့်ရင်မောင်းမသမျှကိုတရားခံလုပ်ထားခြင်း၊ခြာနေရွယ်ကလေးငယ်ကိုပါတရားခံလုပ်ပြ၍တော်လိုင်းဤဘက်တော်သားများကြောက်စိတ်ဝင်စေရန်ချိန်ချောက်ချင်သာဖြစ်ကြောင်း Golden Valley Warriors အဖွဲ့ကပြောဆိုထားပါတယ်။ ထို့ပြင်ဖြစ်စဉ်ဖော်ပြထားသည့် CCTV ၌လုံချံသူများစီလာသည်ဆိုသောစပိန်မှာငွေရောင်ဘက်ထရီနှလုံးတက်ဟုတွေ့ရပြီးထုတ်ပြန်ချက်တွင်မှာအဖျောင်ဘက်ထရီသုံးလုံးတက်ဖြစ်နေခြင်း CDM များကိုပါချိန်ချလို့ရတရားခံစီရင်ထည့်ထည့်ထားခြင်းဖြစ်စဉ်ဤဆောက်လို့ရဆိုင်များထဲမှအလုပ်သမားများကိုပါတရားခံစီရင်တင်ထားခြင်းဖမ်းမိသည်ဟုတင်ထားသည့်တနက်မှာအစစ်မဟုတ်ပေပွန်ပင်းဂတ်စ်ဖြင့်ပြရသောကော်စီတနက်ဖြစ်ကြောင်းလက်နက်ကျင်းသူများထံမှသိရခြင်း စာသည်ကွဲလဲမှုနှင့်ဆွဆွဲချက်များတွေ့ရှိရသည်ဟုလည်းဆိုပါရယ် Golden Valley Warriors အဖွဲ့ဝင်တို့ကအပြစ်မဲ့ပြည်သူတွေကိုပဲစာနာတနာမိပါရယ်ရေဘော်ရီအလုံးလုံးချုံပြီးကင်းကြောင်းကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်လို့ပြောဆိုထားပါရယ်စစ်ကောင်စီကမူ Golden Valley Warriors အဖွဲ့သည်အနာသိန်းစကောင်ဆောင်တာသမီများ၏စီပွားရေးလုပ်ငန်းများတွင်ဥပဒေကြံပေးဖြစ်လောက်ကနေသူမင်းတီစာညွန်တင်အပါဝင်ရန်ကုန်မြို့၌လှုပ်ကြံတဲ့ဖြတ်မှုလေးမှုကျွလွန်ခဲ့ကြောင်း ရင်ဖွဲ့အားထားနိုင်ငယ်ချမိုင်မျိုးရင်2023ခုနှစ်မတ်လ၌အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ဝင်ကြီးဦးရီမွန်၏စီစဉ်ထောက်ပံ့မှုဖြင့်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းစွပ်စွဲထားပါသည်။ပုံမှုချုပ်ငင်းထွတ်ထွန်းအလုပ်ကြံခဲ့ရမှုသည်ရန်ကုန်မြို့သို့ဒုတိယကာကွယ်စစ်ဦးစီးချုပ်ဒုစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်ကြီးစုံဝင်လန်ကြောင့်ရှိချင်းဖြစ်ပွားခဲ့သောကြောင့်ရဲနှစ်စစ်ဘက်ဤအလုံးချုပ်ရင်တက်ဖွဲ့ စာဖာပါဝင်လုံချွင်းတပ်ဖွဲ့ဝင်များဖိအားပေးခံရတာကြောင့်ကလေးငယ်ကိုပါဆွဲပြီးအမှုစင်ထားခြင်းဖြစ်နိုင်သည်ဟုစီရံဘုံမူဆေရော်ကပြောဆိုထားပါသည်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပြစေ။အားလုံးပဲကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်။